အဲဘုရားကတော့ဘွဲမှာဒီအဲစာရွက်မှာတော့နာမည်မပါဘူးဒါပေမဲ့သူအဲလိုအဲပြီးပြီးစာတန်းထိုးပြီးဆိုရင်တော့နာမည်ပါတယ်အဲပထမဇာကနက်နေတကားမလဲစားနေတော့ကလေဟိုစာရွက်မှာနာမည်ပါတယ်ပြီးတော့မြန်မာလေးရတဲ့ပိုးမိသွားပြီတဲ့ကိုယ်မိသွားပြီတဲ့ဆိုတော့တူတယောက်တည်းအတွက်မဟုတ်တဲ့တင်းနဲ့လှုပ်လှုပ်တဲ့လူကိုကြကိုကစိတ်သွားပြက်လို့မရဘူးစိတ်ကွက်လို့လည်းမရဘူးစိတ်ဆိုးလို့လည်းမရဘူးပေါ့နော်ကိုကိုတန်ဖိုးထားပြီးတော့ ေါ်ပေးရနေရာပေးရနမည်ပေးရအဲထမင်းကျွေးရပေါ့နော်အဲအဲ့အတွက်ကြောင့်ကိုကကျေးဇူးရှင်ပဲပေါ့ထမင်းတလုံးသူကျွေးတဲ့ထမင်းဥစားတော့ကျေးဇူးရှင်ပဲဆိုတော့သူ့ဘုံစိတ်ဆိုးစိတ်ကွက်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကိုကြီးနောက်တော့မမေ့ပါနဲ့တော့ဟုတ်မင်္ဂလာပါမိုင်းနမည်နမည်ဆိုပြီးအာထမင်းနမည်ရထဲပြီးကြော်ပေးဖြစ်ပါတယ် ထားတဲ့ကရောဝဲဒီနေ့ကရောဝဲပေးတာပေါ့နော်အဲသမီးကိုကြီးခွန်သာကျိုးရိုက်တဲ့ဇာကားတိုင်းမှာသမီးပါတယ်ပေါ့နော်အဲသူကဘာကားလေးဖြစ်ဖြစ်သမီးကိုလှမ်းလှမ်းပြီးတော့ခေါ်တယ်ဒါပေမဲ့ဒီကားကျတော့သမီးကနောက်ကျသွားတယ်သူခေါ်တာအချိန်ကနောက်ကျသွားသမီးဒီဇာကားထဲမှာကျတော့နမည်မပါဘူးပေါ့နော်အဲစာရန်ထိုးလို့ရှိရင်တော့သမီးကိုထည့်ပေးမယ်တဲ့အဲနည်းနည်းနောက်ကျသွားလို့ပေါ့နော်အဲဒါပေမဲ့သမီးရဲ့ဒီနေ့တော့အဲဇာကားကရောဝဲရှိရဲ့တဲ့သမီးလာခဲ့တဲ့အဲသမီးကိုကားတာတခုထည့်ပေးမယ်ပေါ့နော်အော်ခဏကျတော့မရှိပါဘူးသူကဘာလို့လဲဆိုတော့အဲ တမီးကိုဘာလေးပဲဖြစ်ဖြစ်သူကအကုန်လုံးအဲ MDB ရိုက်လို့ရှိရင်လည်းညီမလေးဒီ MDB ကိုကြီးချိန်ပေးထားတယ်ညီမလေးတော့လိုက်အဲတော့အဲ့လိုမျိုးစိတ်ထားတော့အရန်ကောင်းနေဆရာပါဗောနော်အဲ့ပြီးတော့အတမီးဒီစကားလေးမှာတော့ဂိုင်တာကတော့မရအောင်တမီးရဲ့အဲအဲဘာဖြစ်ဖြစ်ကိုကြီးနောက်ကားကြလို့ရှိရင်အဲတမီးရဲ့တန်းတစ်ခုအနေနဲ့ဂိုင်တာတစ်ခုအနေနဲ့ကိုကြီးထည့်ပေးမယ်ဂိုင်တာမထည့်အဲဂိုင်တာမပါတဲ့ အဲနေရာကြီးကြတော့ကိုကြီးမထဲပေးချင်ဘူးပေါ့နော်ကျွန်တော်တမီးတို့ကလည်းတန်းတစ်ခုရှိတယ်ဆိုတော့လေအဲဒီကားလေးကြတော့ကိုကြီးထဲပေးမယ်အဲအရှိရကားတွေတော့လည်းအမားတို့ပါတို့တွေဆိုတော့ကလည်းသူထဲပေးရပေါ့နော်သူရဲ့ရီးစားနေရာကနေပေါ့အဲလိုမျိုးလေးထဲပေးရကိုက်တာလေးပေါ့အဲပြီးခဲ့တဲ့ဒီအဲဇာကားပေါ့နော်အဲအမားအိတ် အဲ့ဖော်ချူမှာပြသွားတယ်အမအိမ်မှာဆိုလို့ရှိရင်ရဲ့အဟိုအယူမှာလေးဂိုက်တာနေပြီးတော့သူထည့်ပေးတယ်ပေါ့နော်ဒီကားမှာတော့ဟိုသူမနေ့ကတော့ပြောတယ်ဂိုက်တာလေးတစ်ခုတော့ပြောတယ်ပေါ့နော်အာဇကားထွက်လာအဲ့ဒါလည်းစိတ်မပူရဘူးရှင်အော်ဒီအဖျားကတော့ပွဲမှာဒီအဲ့စာရွက်မှာတော့နာမည်မပါဘူးဒါပေမဲ့သူအဲ့လိုအဲ့ပြီးပြီးစာတန်းထိုးပြီးဆိုရင်တော့နာမည်ပါတယ်ဟုတ်ယုံကြည်တော့ဆိုသူနဲ့ရိုက်တာဒီတကားတည်းမဟုတ်ဘူးအရှိမအများကြီးရိုက်တာဆိုတော့လေ ကျိုးစားမှုပေါ်မူနေတာပေါ့နော်အဲတခါလေးကြရင်တော့နာမည်မပါလို့ရှိရင်တော့စိတ်မကောင်းတော့ဖြစ်တာပေါ့အဲတချို့ကြတော့ဟိုချိန်မှထဲတာနောက်မှထဲတာအဲ့ဒါတော့အရေးအဲတချို့အဲရမ်းမြင့်တဲ့တန်းတွေကြတော့အရေးကြီးတာပေါ့နော်အာတန်းမာလီယိုကြတော့ကျိုးစားနေတဲ့လူတွေဆိုတော့အာမပါတော့စိတ်မကောင်းဖြစ်ကြတာပေါ့ကိုကျိုးစားတဲ့လောက်အရာမထင်ဘူးလားပေါ့အဲ့လိုမျိုးတွေစိတ်မကောင်းဖြစ်ရတာပေါ့ဒါပေမဲ့ဘသူ့ကိုမှတော့မနာလိုဝင်လို့စိတ်တော့မရှိပါဘူးထဲကျင်တဲ့အထဲကျင်နေအဓိကက ဒီစကားထဲမှာကိုကကာရိုက်တာတစ်ခုအနေနဲ့ပါဝင်ရမယ်ကိုရဲ့တဲလန့်ကိုပြခွင့်ရမယ်ဆိုရင်ဒါအဲ့ဒါအရေးကြီးဆုံးပဲပေါ့နော်အဲ့အဲ့တဲလန့်အပေါ်မှာမှပရိသတ်ကနေပြီးတော့တန်းတစ်ခုပေးသွားမယ်နာမည်တစ်ခုပေးသွားမှာပေါ့နော်အော်အမြဲတမ်းကတော့အဲဒီအနုပညာကိုချစ်တဲ့အတွက်တမီးအဆိုဘက်မှာရောအဲတရုတ်ဆောင်ဘက်မှာရောအကုန်လုံးတည်တဲ့အထိစူးစမ်းသွားပါမယ်လို့ဟုတ်အဲဆွေးလျှော့ခြင်းတဲ့အချိန်တွေကတော့ရှိတာပေါ့ဒါပေမဲ့အဲကိုကတဝူးကြီးတော့တမီးဆိုတော့အဲကိုရဲ့အနောက်မှာ ကိုမိဘနှစ်ပါးအဲမျက်နာလည်းရှိသေးရပါတော့နော်သူကငငယ်လေးတည်းကနေပြီးတော့သူတို့တွေကမြေတောင်မြောက်ပေးလာတာဆိုတော့အော်ငါသမီးကဒီလမ်းခုလက်မာတွေရက်သွားတယ်ဆိုတော့စိတ်ကြီးကသူတို့မှဒါပြိုလဲသွားမှာအရန်ပြိုလဲသွားမှာအဲ့တော့အဲကိုကဘလောက်ပဲဖြစ်ဖြစ်အားတင်းထားမှရမယ်ပေါ့နော်အဲကိုကတူတူတော့သမီးတယောက်တည်းဖြစ်တဲ့အတွက်ကိုကြိုးစားမှရမယ်ကိုကဒီအမှုပညာလုံငန်းကိုစပြီဆိုကြတဲ့ကစုံတဲ့အချိန်ကြီးအောင်မြင်မှရမယ်ဆိုတဲ့စိတ်ကတော့ရှိတယ် ့ပါမယ်စားရုံကြီးတယ်အာပြောပြမယ်အဲကိုကြီးအဲပထမဇာကနည်းနည်းတကားမလဲစားနေတော့ကလေဟိုစားရွက်မှာနာမည်ပါတယ်ပြီးတော့မြမလေးရတဲ့ကိုကြီးမေ့သွားပြီတဲ့ကိုကြီးမေ့သွားပြီတဲ့ကြောင့်အေးဘောသူကလည်းအဲ့လိုမျိုးတင်းနဲ့အလုတ်လုပ်ရတာဆိုတော့အဲတယူးတဦးတယောက်နဲ့အလုတ်လုပ်ရတာမဟုတ်တဲ့အတွက်သူတို့လည်းမေကောင်းမေမယ်ပြီးတော့ကိုကြီးကဒီဇကားလေးလုပ်တယ်သူကအာခုနှစ်ရက်သားသမီးတွေရဲ့အကျိုးကိုလည်းသူကဆောင်ရွက်တယ် အာ YouTube မှာလည်းသူကအခုနေသားသမီးတွေအတွက်သူက hostel လေးတွေလုပ်တယ်အဲသူကသူ့ရဲ့ pressure တွေအရမ်းများတယ်ဟိုသူဖက်ဖက်ကနေပြီးတော့သူတချင်းလဲဆိုတယ်သူအကုန်လုံးလုပ်တဲ့အတွက်ကြောင့်သူကအဖက်ဖက်မှာအဲ live ပြီးတော့လေရင်မှုမရှိအောင်သူလုပ်ခဲ့ပေမဲ့တနေရာတကွာကတော့သူကြံကြံသွားမှာပေါ့နော်အဲ့ဒီတော့ကွာတဦးတယောက်တည်းအတွက်မဟုတ်တဲ့တင်းနဲ့လှုပ်လှုပ်တဲ့လူကြာကွာစိတ်သွားပြက်လို့မရဘူးစိတ်ကွက်လို့လည်းမရဘူးစိတ်ဆိုးလို့လည်းမရဘူးပေါ့နော်ကိုယ်တန်မိုးထားပြီးတော့ ေါ်ပေးရနေရာပေးရနမည်ပေးရအဲထမင်းကျွေးရပေါ့နော်အဲအဲ့အတွက်ကြောင့်ကိုကကျေးဇူးရှင်ပဲပေါ့ထမင်းတလုံးသူကျွေးတဲ့ထမင်းဥစားတော့ကျေးဇူးရှင်ပဲဆိုတော့သူ့ဘုံစိတ်ဆိုးစိတ်ကွက်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကိုကြီးနောက်တော့မမေ့ပါနဲ့တော့ဝိစာတစ်ကွင်းဆိုတဲ့ဇကားလေးထဲမှာပေါ့နော်အဲတမီးကကာလာဝမ်ယောဂါဖြစ်တဲ့အဲ့ရွာသူရွာသားနေရာနေပြီးတော့ပါဝင်တရုပ်ဆောင်အောင်ပါပေါ့နော်အာအဲ့ဇကားလေးရဲ့အဲ့အတိတ်ပဲอ่ะပေါ့နော်သူကအဲ့ ်တစ်ကွင်းနှစ်ခုကိုနှစ်ခုအကြောင်းပေါ်ပြတာပေါ့နော်အဲသူကဂမ်ဘီယာဆန်ဆန်လေးနဲ့ဒီတစ်ကွင်းရဲ့အဲအတိတ်ဘယ်ကိုဖော်ကျူးထားတယ်ဘလို့စိတ်ဝင်စားစရာအကြောင်းလေးတွေပါမလဲလူတွေတိထားတယ်ကိုတိထားတယ်အကြောင်းအရာတည်းဩဘာတွေမြကိုမတိသေးဘူးလေဒီတစ်ကွင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကိုကိုကြီးခွန်သာချိုကဂမ်ဘီယာဆရာအတူပြန်မလဲဆရာလုပ်နေတာပေါ့နော်အဲသူကနေပြီးတော့လုံးဝပညာပေး sharing လုပ်ပေးသွားမှာပေါ့နော် အာကိုတိထားတဲ့အများကြီးအကြောင်းအရာတွေပါမယ်စိတ်ဝင်စားစရာတွေလည်းပါမယ်အပြီးတော့သူရိုက်တဲ့စကားလေးတွေကဒီလိုဂမ်ဘီယာဆန်ဆန်နတ်ဆေးရမော်ဆေးရဆုံကဝေသူကအိုက်ကားလေးတွေအများဆုံးရိုက်တာပေါ့နော်အဲ့တော့သူရဲ့ဇလန်းနဲ့မှာဒါအချစ်အမုန်းမဟုတ်တဲ့အတွက်ကြောင့်သူကအမှပညာယူလို့ရတယ်အမ်ပြီးတော့အဲဘဝတုတ္တလည်းရမယ်ပြီးတော့အဲသူကဒီစကားလေးကြီးကြည့်ထားတဲ့ကြာကြာအော်ကိုကလူကြီးဆိုလို့ရှိရင်တော့မှကလေးတွေကိုလည်းဒါကဒီမှာဘလို့ဘလို့ပညာပြန်ပေးလို့ရတယ်ပေါ့နော်အဲ့လိုပညာပေးစကားလေးတွေပေါ့နော် ဒီဒီဝိစာတေကွင်းဆိုတဲ့ဇာကားလေးထဲမှာလည်းဘလို့အကြောင်းအရာတွေကဘဟုတုတရမလဲဘလို့အကြောင်းအရာတွေကအာစိတ်ဝင်စားစရာကောင်းမလဲအာတဖြည်းဖြည်းနဲ့ဇက်ချိန်တက်လာမှာပေါ့နော်အဲအားပေးကြပါအောင်ဒီဒီဇာကားလေးထွက်လို့ရှင်အားပေးကြပါအောင်ကျေးဇူးများတင်ပါတယ်